မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာအာနာသိန်းစစ်တပ်ကထပ်မံပြီးတော့ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းစီကောင်စီကထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားနေတာလို့ရှေ့တန်းသတင်းအရင်းမြစ်ကပြောပြထားပြီးတော့စက်တင်ဘာလ25ရက်နေ့ညနေပိုင်းတိုက်ပွဲမှာစစ်တပ်ကအထိနာခဲ့တယ်လို့သိရပါတယ်။ မနေ့ကညနေပိုင်းမှာဗမော်ဘက်ကိုကျွန်တော်တို့ပြစ်လိုက်တဲ့လက်နက်ကြီးကဒီကောင်လေးစွခွေးတွေစွဝေးနေတဲ့နေရာမှာလက်နက်ကြီးကြီးနှလုံးကြက်ရောက်ပောက်ကွဲတယ်လို့ကချင်စစ်ရေးတရင်အရေးမြေကပြောပါတယ်လက်နက်ကြီးထိလို့တရင်မှုလို့ယူဆရတဲ့အရာရှိအပါအဝင်စစ်ခွေး၁၀ကောင်ကျော်တေဆုံးသွားတယ်လို့တရင်အကြောင်းလဲပြောပြထားပါတယ်မနေ့ကဒီကောင်လေးတနေကုန်ထိုးစစ်ဆင်းနေတဲ့ နေတိုင်းလိုလိုလေချောင်းကနေတိုက်ခတ်မှု3လေးချိန်လောက်လုပ်တယ်အခုဗမ်ဘော်ကိုဖိုက်တာနဲ့လေချောင်းတိုက်ခတ်မှုလုပ်နေပါတယ်မြေကြီးနာဖိုက်တာနှစ်စီးဒီကောင်တွေဘက်ကထိုးစစ်တွေလုပ်တာ၃ရက်ရှိနေပြီလို့သတင်းရင်းမြစ်ကပြောကြားထားပါတယ် အာနာသိန်းစစ်တပ်ဟာဩဂတ်လဇန်းမှာဗမော်မြို့ကိုရေချောင်းကနေပြီးတော့ဆက်လက်နဲ့အင်အားတွေဖြည့်တင်းနေပြီးမြေပြင်ထိုးစစ်ကိုလည်းပြန်လည်ပြုတ်လုခဲ့လို့ဩဂတ်လအတွင်းတိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်ခဲ့တယ်လို့သိရပါတယ်။လေချောင်းနဲ့ drone အများအပြားကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တာကြောင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နေရာအချို့ကိုလည်းလွတ်လုခဲ့ရတယ်လို့သိရပါတယ်။ စစ်ကောင်စီဟာဝိုင်းမော်မြို့နယ်လမ်းမြန်ဒေသနဲ့စော့လော်လမ်းဆဲဒေသမှာလဲထိုးစစ်တွေကိုလုပ်နေပေမဲ့ KIA ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်ရှေ့ကိုဆက်မတိုးနိုင်ဘဲနဲ့အထိနာလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ရှစ်မိုင်ခန့်အကွာကစကန်းသာကြီးရွာအနီးမှာစစ်ကောင်စီတပ်နဲ့တောင်းတပ်မတော် TNL တို့တိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်က112နဲ့ဇက်တိုက်ဘုံးနေကျင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကန်းသာရွာကိုစစ်ကောင်စီတပ်ကစက်တင်ဘာလ25ရက်နေ့မနက်နဲ့ညနေပိုင်းကစပြီးတော့112နဲ့ဘုံးအလုံးကြီး80ကျော်ကျဲချခဲ့ပြီးနောက်ထပ်ဆက်ပြီးတော့ဘုံးကျဲနိုင်ခြင်းရှိတယ်လို့ကြောင်မဲမြို့ကတချို့ကပြောပါတယ်။စစ်တပ်ရဲ့မြေပြင်စစ်ကြောင်းကရှေ့ကိုတိုးလာတယ် စစ်ကြောင်းတက်လာတဲ့လမ်းကရွာတွေကိုလည်းဝင်နေရွာမှာကျန်နေခဲ့တဲ့သူတွေအတွက်အရန်ကိုအနေရများပါတယ်ကျွန်တော်တို့လည်းမနဲ့အထိရှိနေသေးတယ်ဒီကင်းကမှထွက်လာတာလို့ကြောင်မဲမျိုးကတူကပြောပြထားပါတယ်စက်တမလာ24ရက်နေ့မှာနိုင်ခတ်ရွာကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ဂျေရွာအနီးတောင်ရတဲမှာစစ်ပီးရှောင်နေတဲ့တန်ကားတပားအပါအဝင်မိသားစုဝင်3ဦးကိုတနက်နဲ့ပြစ်တက်ခဲ့ပြီးတော့အဲ့ဒီမိသားစုတွေကမိန်းကလေးငယ်တဦးကိုလည်းအထမပြုတ်ချင်းတတ်ဖြတ်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်ကြာကြာချင်းပဲဒေါသတွေအရန်ကိုထွက်တာ စေချောင်းကိုပေါ့မတော့နဲ့ဈေးကြောင်ပြီးတော့တိုက်နေတာလို့ကျွန်တော်တို့တွေသိထားရတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်စက်တင်ဘာလ25ရက်နေ့လေချောင်းတိုက်ခတ်မှုမှာထိခိုက်ပျက်စီးမှုတွေကိုတော့မသိရသေးဘူးလို့ပြောပါတယ်ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချုံမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက်ဩဂတ်လ19ရက်နေ့ကစပြီးတော့ကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးတဲ့နောက် DNL နဲ့ PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်ကြောင်မဲမြို့ကိုအချိန်တိုအတွင်းမှာပြန်သိမ်းမယ်လို့စစ်ခွေးတွေရဲ့ဝါဒဖြန့်တဲ့လူမှုကွန်ရက်ကနေ ကျုံးဝခဲ့ပြီမြေတလကျော်ကြာတဲ့အထိစစ်ကြောင်းကိုရှေ့မတိုးနိုင်ဖြစ်ခဲ့ပြီတဲ့နော်ဒီစစ်စီရေးနဲ့ပတ်သက်ပြီးတော့တာဝန်အရှိဆုံးဖြစ်တဲ့ကာဆာထနှင့်မူဒုတိယဘိုးချုပ်ကြီးနိုင်နိုင်ဦးကိုစစ်ကောင်စီကယာတုကဖြုတ်ချပြီးတော့အရန်အင်အားကိုပို့ဆောင်လိုက်တာပဲဖြစ်ပါတယ်သူနေရာမှာကာဆာထငါမူဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလန်နဲ့အစားထိုးလိုက်ပါတယ်။ကြောင်မဲမျိုးကိုပြန်လည်ရရှိရေးအတွက်အင်အားကိုတုံ့ပြန်ထိုးစစ်ဆင်လာနိုင်လို့မြို့မှာကြံနေတဲ့ပြည်သူတွေအနေနဲ့ဘေးလွတ်ရာကိုအမြန်တိမ်းရှောင်ကြဖို့ရှမ်းမြောက်ကလူမှုကွန်ရီအဖွဲ့ဝင်တွေကတိုက်တွန်းနေကြပါတယ်။ ကြောင်ဝဲမြုံနယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကထိခိုက်ဒိဆုံးမှုတွေများနေတယ်လို့ပြည်ဦးလွင်မြို့ကန်တအုပ်ကအတိအပြုပြောကြားထားပါတယ်။တနေ့ကအတိတရောက်နာရေးသွားတာဒီကောင်တွေတက်ကလာချတဲ့အလောင်း9လောင်းလောက်ရှိတယ်။အရာရှိတအုပ်ပါတယ်။အဲ့ဒါတွေကကြောင်မဲတိုက်ပွဲမှာတည်တာလို့ပြောတယ်လို့၎င်းကရှင်းပြထားပါတယ်။ကြောင်မဲမြို့နယ်ထဲကစစ်ပင်းဆောင်ပြည်သူတွေဟာလာရှုံနဲ့တီပေါင်းမြို့မှာအများအပြားတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှေကူးမြို့နယ်မှာတရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေပြီးတော့ လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကစစ်တပ်ထံကိုပို့ဆောင်နေတဲ့အုံနယ်ကုန်းရက်ွက်ရုံးကိုဘုံခွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ25ရက်နေ့ည9:30မိနစ်ခန့်မှာပဲခုမြို့နယ်အုံနယ်ကုန်းရက်ွက်ရုံးမှာအချမ်းမတ်စစ်တပ်ခန့်အုပ်ချုပ်ရင်းမှုနဲ့လူမိုက်တွေအဖွဲ့ရှိနေတဲ့အချိန်ရန်ကုန်အာမီ YA ရဲဘော်များကမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဖောက်ခွဲတိုက်ခိုက်မှုအတွင်းမှာအုပ်ချုပ်ရင်းမှုနဲ့လူမိုက်အဖွဲ့များရှိရာနေရာမှာပေါက်ကွဲခဲ့ခြင်းကြောင့်ထိခိုက်မှုရှိပြီးတော့လူနာတင်ကားများရောက်လာတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ ှာအုတ်ချုပ်ရေမှုအပါဝင်၅ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီအုံနယ်ကုန်ရက်ွက်ရုံးဟာတရားမဝင်ရွေးကောက်ပွဲကိစ္စများကိုဆောင်ရွက်ခြင်းလူငယ်လူရွယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းရန်အကြမ်းဖက်စစ်တပ်ထမ်းကိုရောင်းစားပြီးတော့လူကုန်ကူးခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်အာမေအဖွဲ့ကရှင်းပြထားပါဗါးအဲ့ဒီတိုက်ခိုက်မှုမှာအနည်းဆုံး9កောင်လောက်ထိခိုက်နိုင်ပါတယ်မြေပြင်သတင်းပေးကချက်ချင်းပြောတာက လူနာတင်ကားတွေရောက်လာပြီဆိုတာပဲတေဖို့လည်းများတယ်ကျွန်တော်တို့တေချာလုပ်ခဲ့တာရွေးကောက်ပွဲအတွက်အားတက်တေရောလှုပ်ဆောင်နေကြတဲ့ကောင်တွေရဲ့စည်ရင်တွေကိုအသေးစိတ်ပြုစုထားတယ်တစ်ချိန်မဟုတ်တစ်ချိန်လုံနေတဲ့မင်းတို့တွေစီကိုကျွန်တော်တို့အရောက်လာမယ်ဆိုတာကိုသတင်းပါကြပါတယ်ပြည်သူတွေကိုလည်းတရားမဝင်ရွေးကောက်ပွဲကိုနိုင်တဲ့နေရာကနေစတင်ကြဖို့မှာကြပါတယ်လို့ရန်ကုန်အာမေအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ် ရန်ကုန်အာမီ YA အနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်လုတ်ကန်နေကြသူများကိုအပြင်းထန်တိုက်ခိုက်သွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကုတိုင်းအနောက်ချမ်းတဲကုန်းမြို့နယ်မှာရဲတုတက်ချက်လင်းအောင်နဲ့ရဲတပ်သားလှဖုံးမြင့်တို့စကားများရန်ဖြစ်ရာကနေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးတော့ရဲတုတက်ချက်လင်းအောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ18ရက်နေ့ည9နာရီခန့်အချိန်မှာတဲကုန်းမြို့နယ်ရဲစခန်းမှာရဲဒူးတက်ချက်လင်းအောင်နဲ့တပ်သားလှဖုံးမြင့်တို့စကားများရန်ဖြစ်ခဲ့ကြတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာရဲဒူးတက်ချက်လင်းအောင်ကလက်နက်နဲ့စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့လှဖုံးမြင့်ကပြန်လည်ပစ်ခတ်ရမှာလင်းအောင်နေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါဗျ။ ြစ်ခတ်ခဲ့သူတပ်သားလှဖုံမြင့်ဟာထွက်ပြေးလာရမှာတဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကကူညီကယ်ဆယ်ပေးထားတယ်လို့သိရပါတယ်ပြစ်ခတ်ခဲ့တဲ့ရဲတပ်သားလှဖုံမြင့်ကိုကျွန်တော်တို့တဲကုန်းပကဖအဖွဲ့ကကူညီကယ်ဆယ်ထိန်းသိမ်းထားပါတယ်လို့တဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ် အခုလိုမျိုးတဲကုံမြို့နယ်ရဲစခန်းမှာပြစ်ခတ်မှုဖြစ်ပွားတဲ့အချိန်ရဲစခန်းအနီးရပ်ကွက်မှာနေထိုင်တဲ့အသက်80အရွယ်အဖွားနှစ်ဦးလည်းနှလုံးရက်ကတေဆုံးခဲ့တယ်လို့သိရပါဗျ။တေဆုံးသူအဖွားနှစ်ဦးဟာအသက်80ကျော်အဖွားဒေါ်အေးတန်းနဲ့ဒေါ်ရင်ကျူတို့နှစ်ဦးဖြစ်ပြီးနှလုံးရက်ပြီးတေဆုံးခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။စက်တမလ19ရက်နေ့မွန်လွဲတနားအချိန်မှာနှလုံးရက်ပြီးတော့တေဆုံးခဲ့တဲ့အဖွားနှစ်ဦးကိုနာရေးပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာနျူကလ িয়ার ကိုအခြေခံပြီးတော့လျှက်စစ်ဒဏ်အားပေးဆက်ယုံကိုတိစောက်နိုင်ရေးအတွက်အကူအညီပေးရန်မင်းအွန်လိုင်းကရုရှားကိုထပ်မံအကူအညီတောင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံကိုရောက်နေတဲ့အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအွန်လိုင်းကအခုလိုအကူအညီတောင်းခံလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာအငွေစားပြည့်စစ်ဒဏ်အားပေးဆက်ယုံတိစောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အဦ လူစွမ်းအားအရင်းမြစ်များနဲ့အခြားလိုအပ်တဲ့လုပ်ငန်းများကို Russia Federation နိုင်ငံနဲ့ Rosatom တို့ကတက်နိုင်တဲ့မြတ်မြန်မာနိုင်ငံကိုဆက်လက်ပြီးတော့ကူညီပေးပါရန်အလေးနဲ့ထားပြီးတော့မြေတားရက်ခံအကြောင်းပြောဆိုခဲ့ပါတယ်။2024ခုနှစ်အတွင်းမှာအပြည်ပြည်ဆိုင်ရာအမှုမြုံစွမ်းအင် Agency ကကြီးမှုခြင်းပါတယ်။နျူကလ িয়ার ဥပဒေဆိုင်ရာအလုံယုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီးတော့မြန်မာနိုင်ငံရဲ့နျူကလ িয়ার ဥပဒေကိုပြင်ဆင်ရေးဆွဲအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတယ်လို့မင်းအွန်လိုင်းကပြောဆိုခဲ့ပါတယ် 2025ခုနှစ်အတွင်း Rosetta နည်းပညာ Academy နဲ့အပြည်ပြည်ဆိုင်ရာအမှုမျိုးစွမ်းအင်အေဂျင်စီတို့ကြီးမှုချင်းပါတယ်နိုင်ငံခြားကျွမ်းကျင်သူများအထွတ်အမျိုးသားအဆင့်နျူကလ িয়ার အစီအစဉ်များအကောင့်ထည့်ဖော်မှုမှာပါဝင်တဲ့အငင်းစားနျူကလ িয়ার လျှက်စစ်ဓာတ်အပိဆက်ယုံများနေရာချထားခြင်းဆိုင်ရာဒေတာတွင်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတင်နန်းကိုမြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း18နိုင်ငံကကိုယ်စားလှယ်များတက်ရောက်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ IAEA အဖွဲ့ဝင်နိုင်ငံအဖြစ်နဲ့နျူကလ িয়ার နယ်ပယ်များမြန်မာနိုင်ငံမှာအထုံးပြုနိုင်ရေးအတွက်နှစ်ပေါင်းများစွာကတည်းကစူးစမ်းခဲ့တော်လဲအကြောင်းမျိုးမျိုးကြောင့်တုံ့နှေးနေခဲ့တယ်လို့သိရပါတယ်။2022ခုနှစ်ကစပြီးတော့ရုရှားနိုင်ငံနဲ့ပူးပေါင်းကအရှိန်ဟုန်မြင့်ပြီးတော့တိုးမြင့်ဆောင်ရွက်နိုင်ဖို့စူးစမ်းခဲ့မှုရုရှားနိုင်ငံရဲ့အဖက်ဘက်ကနေပြီးတော့အားဖြည့်ဆောင်ရွက်ပေးမှုတွေကြောင့်တိုးတက်မှုများသိသာစွာရရှိခဲ့ပြီဖြစ်ကြောင်းမင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။ ်နျူကလ িয়ার စွမ်းအင်ဟာကာဗွန်ထုတ်လွှတ်မှု ਨੇ ပါတဲ့ green energy တစ်ခုလည်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းအင်ကနေတည်ငြိမ်သောလျှက်စစ်ဓာတ်အားကိုထုတ်ယူပြီးနိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လို့ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်းမင်းအောင်လှိုင်ကပြောဆိုလိုက်ပါရယ်မြန်မာနိုင်ငံအနေနဲ့လျှက်စစ်စွမ်းအင်ကိုလိုအပ်ချက်ကြီးမားလျက်ရှိပြီးတော့အသေးစားဆက်မှုလက်မှုလုပ်ငန်းများနဲ့ခြေလက်နေပြည်သူများအထွတ်လျှက်စစ်ဓာတ်အားဖြည့်တင်းပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ပြောပါရယ်ဒါအပြင်နျူကလ িয়ার နည်းပညာနဲ့ကျန်းမာရေးကဏ္ဍစိုက်ပျိုးရေးကဏ္ဍနဲ့ဆက်မှုကဏ္ဍများမှာပုံမှုပြီးတော့ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းပြောဆိုလိုက်ပါရယ် လူဆွာအရေးမြင့်များစေစပ်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရုရှားနိုင်ငံမှာရှိတဲ့တက္ကသိုလ်များနဲ့မြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်များပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက်နားလည်မှုစာကြုံလွှာများလက်မှတ်ရေးထိုးပြီးတော့စီမံဆောင်ရွက်လျက်ရှိတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။ ်မြန်မာနိုင်ငံမှာကနအူးခြေလှမ်းအဖြစ်နဲ့အငြင်းစားနျူကလ িয়ার လက်စစ်ဓာအပိစက်ရုံတိစောက်နိုင်ရေးအတွက် Rosatom နဲ့ Nikkel ဆွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီးတော့လိုအပ်တဲ့အခြေခံအဆောက်အဦများနဲ့အခြားသောကဏ္ဍပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် Russia Federation နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိကြောင်းမင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။ဒါ့အပြင်မင်းအောင်လိုင်ကအပြည်ပြည်ဆိုင်ရာအမှုမျိုးစွမ်းအင်အေဂျင်စီ IAEA ကလည်းမြန်မာနိုင်ငံရဲ့နျူကလ িয়ার စွမ်းအင်အကောင့်ထဲပို့ဆောင်ရမှာ လူဆွမ်းအားဖွံ့ဖြိုးတိုးတဲ့ရေးအတွက်ဆက်လက်ပြီးတော့ကုညီပေးရန်ပြောဆိုလိုက်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ဇဂိုင်းတိုင်းတန့်ဆယ်မြို့နယ်ကန်ထူးမရွာမှာရှိတဲ့စီဆိုင်နဲ့စားတောက်ဆိုင်ကိုအကြမ်းစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၈ဦးသေဆုံးပြီးတော့၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဒီကနေ့စက်တင်ဘာလ26ရက်နေ့မနက်7:38မိနစ်ခန့်မှာတန်ဆယ်မြို့နယ်ကန်ထူးမရွာမှာရှိတဲ့လူစီကားရစီဆိုင်နဲ့စားတောက်ဆိုင်ကိုအကြမ်းဖက်စစ်တပ်ကဘာတိုက်ပွဲမှမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၈ဦးထက်မနည်းသေဆုံးပြီးတော့ဆယ်နှဦးထိခိုက်ဒဏ်ရာရရှိကဒဏ်ရာရရှိသူတွေထဲမှာပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်တဲ့အထွတ်ကြောင့်သေဆုံးသူအရေအတွက်ထပ်တိုးနိုင်တယ်လို့သိရပါဗျ။ ိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတွေကလေရင်နဲ့ဘုံကျဲတက်ခိုက်သွားတာပြည်သူရှင်ဦးတည်တယ်လို့ကနအူးသတင်းရထားပါတယ်။ဒဏ်ရာရတဲ့သူအရေးအတွက်လည်းများတယ်။ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းပါတယ်လို့တန့်စင်မျိုးနဲ့ပကဖတာဝန်ရှိသူကပြောဆိုထားပါတယ်။လက်တလောတန့်ဆယ်မျိုးပေါ်မှာအခြေပြုထားတဲ့စစ်တပ်ကတန့်ဆယ်မျိုးနဲ့အတွင်စစ်ကြောင်းထိုးရန်ပြင်ဆင်မှုများမြင်တွေ့နေရတယ်လို့ဒေသခံပြည်သူများကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာပျော်ပွဲရှင်ပွဲတွေနဲ့ပြည်သူတွေစီကားနေတဲ့အောင်ဖန်တီးဖို့အတွက်သတင်းချုပ်ပွဲတော်တွေကိုပြုလုပ်ပေးဖို့စစ်ကောင်စီအဖွဲ့တွေကအတင်းကျပ်စီစဉ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ဟာလာမယ့်ဒီဇင်ဘာလအတွင်းမှာရွေးကောက်ပွဲပြုလုပ်ဖို့အတွက်ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာအေးချမ်းနေတဲ့အောင်ပြဖို့အတွက်ပျော်ပွဲရှင်ပွဲတွေကိုလှုပ်ဆောင်နေတာလို့မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ဤဆက်သူတို့ကပြောဆိုထားပါတယ်။ ်လာမယ့်သတင်းချုပ်ကနေပြီးတော့ဒီဇင်ဘာအထိပျော်ပွဲရှင်ပွဲတွေမပြတ်ဖို့အတွက်ညွှန်ကြားထားပါတယ်အခုပြည်သူရင်ပြမှာဆိုရင်လည်းမီးပုံတွေစိတ်စင်တွေစောင့်နေတယ်ဒါကသတင်းချုပ်ပွဲတော်တွေမဟုတ်ဘူးသတင်းချုပ်ပြီးရင်လည်းဈေးပွဲတော်တွေပါဒေါက်လျှောက်လုပ်ဖို့စီစဉ်ထားတယ်လို့သိရတယ်လို့၎င်းကရှင်းပြထားပါတယ်ပွဲလန်းသဘင်တွေလှုပ်ဖို့မြို့နယ်ရက်ကွက်အုပ်ချုပ်ရေးမှုတွေကိုမှားကြားထားပြီးတော့ပွဲရဲ့ကုန်ကျစရိတ်တွေကိုပြည်သူတွေစီကမတရားသဖြင့်ကောက်ခံနေကြောင်းကိုလည်းရန်ကုန်မြို့နယ်ပြည်သူတို့ကပြောပြထားပါတယ်ပြီးခဲ့တဲ့ရက်ကပဲရက်ကွက်အုပ်ကြီးက အိမ်ကိုတရင်ချိုးအတွက်ဆိုပြီးတော့အလှငွေလာပြီးတော့ကောက်သွားတယ်အရင်ကကိုတက်နိုင်တဲ့လောက်ထည့်လို့ရတယ်အခုကတော့တအိမ်ကို3000 5000ဆိုပြီးတော့လူကြီးအရေးအတွက်နဲ့ကိုဓမြတိုက်တယ်လို့လာကောက်သွားတာဘာမှလည်းမဆိုင်ဘူးကျွန်းတော်လန်ပွဲစည်းရက်ကဆိုရင်အိမ်သားမှရှုပ်ရှက်ခတ်နေပြီးတော့ကားစီးရတာအိမ်ပြန်ရတာလည်းခတ်တယ်နားတွေလည်းအရန်ကိုညီးနေတာပဲလို့စိုင်းချောင်းမြို့နယ်နေပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်ပွဲစည်းအနီးအနားကဈေးဆိုင်တွေကိုလည်းစိုင်းခန်းကဆိုပြီးတော့မဖြစ်မနေထမှန်ထဲ့ဝင်နေရကြောင်းကျွန်းတော်လန်ဒီစိုင်းခန်းရှင်တို့ကပြောပြထားပါတယ် ကျွန်တော်တို့ကအရင်ကတည်းကဒီလမ်းမပေါ်မှာစားတောက်ဆိုင်လေးဖွင့်ထားပါတယ်အခုကပွဲစည်းဆိုင်ကန်းကဆိုပြီးတော့တရက်ကို3000ထက်ောက်တယ်ဗျာဒီနားကဆိုင်တွေကပွဲစည်းမှရောင်းတာလည်းမဟုတ်ဘူးလေမီယိုဖလာဟိုးရင်ကတည်းကရောင်းလာတာအဲ့ဒါကိုအတင်းကျလိုက်ောက်တော့မပေးချင်လဲပေးနေရတာပေါ့ပွဲစည်းမှဆိုင်ကပိုလဲမရောင်းရပါဘူးပုံမှန်အတိုင်းပါပဲလူတော်ပိုရှုပ်သေးတယ်ကပိုက်နိုင်တို့လူတွေရက်တဲ့သူတို့တော်ပိုတော်များလာသေးတယ်လို့ကျွန်းတော်လမ်းပေါ်ကဆိုင်ကန်းရှင်တို့ကပြောပြထားပါဗျာ ဆန်းလျောင်းမြို့နယ်ကျွန်းတော်လန်ဈေးပွဲတော်ကိုစက်တင်ဘာလ15ရက်နေ့ကနေ20ရက်နေ့အထိပြုလုပ်ခဲ့ပြီးတော့လာမယ့်အော်တိုဘာလဆန်းသတင်းကြိုပိတ်ရများမှာလဲပဇွန်တောင်ရေကြော်ပွဲစီလမ်းမတော်ပွဲစီအပါအဝင်မြို့နယ်အနှံ့မှာပြုလုပ်ဖို့အတွက်စစ်ကောင်စီကစီစဉ်နေကြောင်းကိုလည်းအုပ်ချုပ်ရေးမှူးရုံးကဝန်ထမ်းတို့ကပြောပြထားပါတယ် ပြည်သူတွေအနေနဲ့စစ်ကောင်စီကစီကားတရားဖန်တီးနေတဲ့ပျော်ပွဲရှင်ပွဲတွေကိုအတက်နိုင်ဆုံးရှောင်ရှားသွားလာကြဖို့ကိုလည်းတော်လိုင်းအင်အားစုတွေကမြစ်တာရက်ခံတောင်းဆိုထားတယ်လို့သိရပါဗါး2025ခုနှစ်ဒီဇင်ဘာမှာအာဏာသိမ်းစစ်ကောင်စီကအထွေထွေရွေးကောက်ပွဲပြုလုပ်ဖို့အတွက်ကြေညာထားပြီးရန်ကုန်မြို့ကမြို့နယ်12ခုမှာရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ